ဥပဒေကိုမိမိကိုယ်နဲ့လိုက်နာစေခြင်းအားဖြင့်ကိုယ့်ရဲ့ငယ်သားတွေကို လိုက်နာစေတတ်ရမယ်ဆိုတဲ့စကားတိုင်း COC ကိုမိခြင်းလို့ရှင်လူကြီးတွေအနေနဲ့ကိုယ့်ကိုအရင်ဆုံး COC ဆိုတဲ့သဘောတရားကိုသိရလားဤဥပဒေကိုသိရလားဤဥပဒေရောရှိရလားကိုကိုယ်တိုင်ရောလိုက်နာကျင့်သုံးလားကျင့်သုံးစေခြင်းအဖြစ်ရဲဘော်တွေကိုလည်းလိုက်နာကျင့်သုံးစေလားဆိုတာကိုသုံးသပ်ရမယ်လို့အဲ့တော့ကျွန်တော်တို့ရဲ့လိုအပ်ချက်ကိုတော်လိုင်းရဲ့လိုအပ်ချက်ကိုဒီနေ့ဒီချိန်မှာကျွန်တော်တက်ဆွမ်းသလောက်ကျွန်တော်တို့တက်ဖွဲ့တက်ဆွမ်းသလောက် ပြည်သူလူထုရဲ့အခွင့်အရေးနဲ့ပြည်စည်းနိုင်ခဲ့တဲ့အတွက်เนาะပါဝင်တဲ့တပ်ဖွဲ့ဝင်တိုင်းကိုလည်းဟိုကျေးဇူးတင်တယ်ကိုကိုယ်တိုင်အုပ်ချုပ်တဲ့အခါမှာလည်း COC စကားရဲဘော်ကိုပြောချင်လို့ရှင်ကျွန်တော်ထပ်ပြောလိုက်မယ်ဒီစနစ်ကိုမျိုးဥပဒေကိုကိုယ်တိုင်သိရှိနားလည်စေချင်အားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့ COC ကိုလိုက်နာပါလို့ပြောဆိုနေတဲ့လူကြီးတွေကိုတတိပေးလိုက်တဲ့ကိုဆွေယုတ်တန်နဲ့အတူရွှေကျင်မြို့နယ်တွင်မင်္ဂလာဆောင်နေအိမ်ပေါ်စစ်ကောင်စီဘုံကျဲတို့တမိအပါဝင်30ဦးတေဆုံးသွားတဲ့ထူးခြားသတင်းပါတင်ဆက်ပေးခြင်းပါတယ်။ပဲခူးတိုင်းအရှိချမ်းရွှေကျင်မြို့နယ်ကျွန်းကြီးရွာရှိမင်္ဂလာဆောင်နေအိမ်ပေါ်ကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်တို့တမိနဲ့ကလေးငယ်အပါဝင်30ယောက်တေဆုံးကာ အယောက်20ကျော်တန်းရရှိခဲ့တယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေထံကနေတနအူးသိရပါတယ်။ဒီနေ့မေလ25ရက်မနက်8:55နာရီ55မိနစ်အချိန်မှာစစ်ကောင်စီရဲ့မိထီလာလေတပ်ကနေတက်လာတဲ့ Jet Fighter လေယာဉ်နဲ့လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကြည်ရတာရန်သူသတင်းပေးကသတင်းမှပေးလိုက်တာလို့ယူဆပါတယ်။တကယ်တော့အဲ့ဒီကြေးရွာမှာဘယ်လန်ရေးတမမမနေပါဘူး။တာမန်ပြည်သူတွေပဲနေတာပါ။လာကစ်တာက location တိတိကျကျနဲ့လာပြီးတော့ တန်းပစ်သွားတာပါလို့မြေပြင်ရဲဘော်တယောက်ကမောင်းကိုပြောပါတယ်အဆိုပါပြစ်ခတ်မှုကြောင့်သူတို့တမိအပါဝင်၁၀ရောက်တည်ဆုံးကဒဏ်ရာရသူအယောက်၂၀ကျော်ရှိတဲ့အထက်စိုးရင်ရတဲ့သူတွေလည်းရှိနေတယ်လို့သိရပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒါအားလုံးရဲ့ဘူပေါင်းပါဝင်မှုနဲ့တိုက်ပွဲကြီးတပွဲကိုကျွန်တော်တို့တိုင်နိုင်နေတယ်ကောနော်ကျွန်တော်တို့အမြဲတမ်းပဲဆက်ဆံလုံးလုံးတိုက်ချင်နေတဲ့တိုက်ပွဲတစ်ခုဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့စစ်ဘဆိုင်ရာအုပ်ချုပ်မှုတင်တယ်မှာကျွန်တော်တို့ပြောခဲ့သလိုပဲရဲဘော်တွေကဘယ်တော့မှမမားပါဘူးတော့နောက်လိုက်တွေကဘယ်တော့မှမမားပါဘူးမားတာကလမ်းပြကောင်းလမ်းပြမပြနိုင်တဲ့ခေါင်းဆောင်တွေရဲ့မမားပါပဲအဲ့တော့ကျွန်တော်တို့ကျွန်တော်ရေးကာလ၄နှစ်ကျော်၄နှစ်ရှိလာတဲ့အခါမှာရဲဘော်တွေကတော့ရဲဘော်တွေရဲ့မိသူတောင်းဝင်ခြေသွားကြပြီတချို့ဆိုရင်အသက်ပေးရတောင်းဝင်ခြေသွားတယ်တချို့ကခြေထဲအင်္ဂါဆွန့်ခြင်းဖြစ်တောင်းဝင်ခြေသွားတယ်အဲ့တော့စနစ်တကျအုပ်ချုပ်တက်စေဖို့ဆိုတော့ ကျွန်တော်တို့လူကြီးတွေကလည်းတာဝန်ကြီးဖို့လိုတာပေါ့။ဘာဖြစ်လို့လဲ။ကျွန်တော်တို့လူငယ်တွေကသူတို့ယုံကြည်ရာကသူတို့လမ်းကောင်းပြရင်သူတို့ကလမ်းကောင်းကိုရှောက်မှာပဲ။သူတို့ယုံကြည်ရာကလွန်လွဲသွားပြီဆိုလို့ရှင်တော့သူတို့ကလည်းလမ်းလွဲဖို့အလားအလာရှိတဲ့အကြောင်းကိုအုတ်ချုံမှုဆိုတာကအရန်ကိုအရေးပါတယ်။နောက်တစ်ခုကတော့စစ်မှတ်ဆိုင်ရာအုတ်ချုံမှုကပိုးလို့တော့အရေးပါတယ်။ကျွန်တော်တို့ကစစ်ပြင်းဝါရကိုသွားတဲ့အခါအချိန်တန်စစ်ပြင်းကြီးကြဆုံးသွားတဲ့အခါ စနစ်တကျမရှိတဲ့တပ်ဖွဲ့ဟာကျွန်လဲသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကစနစ်တကျအချုပ်တက်စီမှုဆိုတာကလည်းအထက်မတော်တည်းမှာအရေးကြီးဆုံးအခက်ခံတာကနေပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့စစ်ဘဆိုင်ရာအချုပ်မှုတင်တဲ့ကျွန်တော်တို့တင်တဲ့ခါမှာတော့ကျွန်တော်တို့ဒီစစ်ဘဆိုင်ရာအချုပ်မှုအပြင်ကိုကျွန်တော်တို့ကခေါင်းဆောင်ပေါင်းနေဖြစ်ဖို့တည်အောင်ကျွန်တော်တို့ကကြည့်ရတယ်အဲ့တော့ကျွန်တော်တို့တင်ကြားပေးတဲ့သင်ခန်းစာတွေကပြန်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတဘူးဆိုတာကုကဲမှုကိုဖေးရတယ်ကုကဲမှုဆိုတာကျွန်တော်တို့ကလီးစနစ်နဲ့ဒီဥပဒေတည်ရင်ကျွန်တော်တို့ကုကဲလို့ရပါတယ်ဒါပေမဲ့ 广场广场嘞，叶婆哩啊！第一个盖了政府广场钢皮，铺的广场皮平拉布住了噶。苹果山一皮哇皮了嘛，苹果山一要历史那个广场皮了嘛？嗯，历那个你比过来来拿水晶皮，叶婆又拿拿水煎做了噶。好了，苹果山一皮，好了，几度又在那那啥出来是噶皮，变来新疆人做了种，哎，单皮我晓得是都行咯。广场刚皮牛嘞，哎老今儿个随便上广场广场一的嘛，皮的嘟嘟的喽，皮色也嫩啊嘞，啊。 ်စင်ရင်ဘဝနေပြီးတော့မှလွတ်ရောက်အောင်ပူးဆောင်နိုင်သောနိုင်ငံရဲ့ကောင်းဆောင်ကောင်းနေဖြစ်ဖို့ထိပါကျွန်တော်တို့ပြောလိမ့်မယ်အဲ့ဒီလိုမျိုးပြောလိမ့်တဲ့အချိန်မှာတော်လန်ရေးသမားတွေကိုဘာကြောက်ပူမျောလင့်လာလဲဆိုချက်တော်လန်ရေးသမားတွေစွန့်လွန်နေလာခံခြင်းဆိုတဲ့စကားကပြောရတာလွဲတယ်တကယ်တော့တော်လန်ရေးမှာသူသူတည်တည်ပါတဲ့အခါမှာလက်ပတ်ထည့်နေတဲ့တန်ရောစင်တော်ချိုးတွေကိုစွန့်လွတ်ဖို့ရတယ်တကယ်ကိုခက်ခဲပါအဲ့ထက်ပိုပြီးခက်ခဲတာပိုင်ဆိုင်မှုကျွန်တော်တို့ရဲ့ပိုင်ဆိုင်မှုအတူထွာလေးတွေကိုကျွန်တော်တို့ကိုယ်တိုင်စွန့်လွတ်ဖို့ဆိုတာအခါတည်းတော်တော်လေးကိုခက်ခဲပါဒီစွန့်လွတ်နေလာခံခြင်းဆိုတဲ့စကားကပြောရလွဲပေမဲ့ လက်တွေ့ကြင်ကြံအားထုတ်ရတဲ့အပိုင်းမှာတကယ်ကိုခက်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 ကြင်ကြံအားထုတ်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီအသက်တော်မှပြေးပြီးတော့မှဒီဆုံးလုံးနဲ့နာခံခြင်းဆိုတဲ့စကားကိုပြုတ်ပေါ်တာဒီလူငယ်တွေကအဲ့တော့ကျွန်တော်တို့ကဒီလူငယ်တွေကဒီလောက်တော့မှဆုံးလုံးနဲ့နာခံစိတ်ကြီးပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုလူငယ်တွေအချိန်မှာနိုင်ငံတော်ဥဆောင်ခွင့်ရမယ်ဆိုရင်နိုင်ငံတော်ဘလို့ဒီပြတိုးတိုးတက်မလဲဆိုတဲ့ညှို့လင်းချက်လေတကယ်ကိုထားပါတယ်အဲ့တော့ကျွန်တော်စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုမှဒီ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်အုပ်ချုပ်တတ်သောခေါင်းဆောင်ခေါင်းတွေဖြစ်ဖို့အထီးကိုကျွန်တော်တို့ယူရပါတယ်။အဲ့တော့စစ်ပဆိုင်ရာအုပ်ချုပ်မှုအနေနဲ့ကတော့ကျွန်တော်တို့ပြောချင်တာဆွဲရီ၃ရက်ကိုအုပ်ချုပ်ဆွဲရီ၃ရက်ဖြစ်တက်ဖို့တိဆောက်ပါ။နောက်တစ်ခုကကျွန်တော်ရဲဘော်တွေကိုတတိယဦးနေရဖြစ်ဦးဆောင်ပါ။တက်ဖွဲ့ကိုဘယ်တော့မှမကြိုးပဲ့စရာတောင်းဖြစ်ကျွန်တော်တို့မကြိုးပဲ့အောင်ကာကွယ်ပါ။အဲ့တော့စစ်ပဆိုင်ရာပြဿနာများရဲဘက်ဆိုင်ရာပြဿနာများတပ်ရင်းပြဿနာများဖြေရှင်းတက်စီရန်ပြဿနာဘလို့ပဲပြဿနာဖြစ်ပေါ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့အညီ လိုပဲပြဿနာမဖြစ်ပေါ်အောင်တက်ဖွဲ့တွေကိုထိန်းသိမ်းကာကွယ်ပါအဲ့တော့တက်ဖွဲ့တွေအနေနဲ့ကတော့ကျွန်တော်ပြောချင်တာကတော့အနေဆုံးစနစ်ဒီစနစ်နဲ့အုပ်ချုပ်နိုင်သောတမူကောင်းတွေဖြစ်ပါစေအဲ့အာနေမှာတစ်စင်းပင်ကိုစွမ်းရည်နဲ့ဒီစနစ်နဲ့ပေါင်းဆက်ပြီးတော့မှခေါင်းဆောင်ခေါင်းခေါင်းဆောင်ထူးတွေဖြစ်အုပ်ချုပ်ကိုကဲနိုင်သောခေါင်းဆောင်တွေဖြစ်ပါစေအဲ့နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုစစ်ဘက်ဆိုင်ရာတက်ဖွဲ့တွေအုပ်ချုပ်တဲ့အစင်မှာစပြည်သူလူထုတရလုံးခေါင်းဆောင်နိုင်သောခေါင်းဆောင်ထူးတွေဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်။မပြောက်တာအောင်မျှော်လင့်ချက်ထားတာလဲဆိုလို့ရှိရင် ကျွန်တော်တို့လူလူခေါင်းဆောင်ဆိုတဲ့စကားကအရင်ကတန်ဖို့ကြည့်ပါလေလူလူခေါင်းဆောင်ဖြစ်ဖို့ဆိုတာမလွယ်ပါဘူးဆွလုံးနေတာခံချင်းနေအများကြီးနဲ့ဘယ်သူမှလူလူခေါင်းဆောင်တယောက်ဖြစ်တာပေါ့အဲ့တော့လူလူခေါင်းဆောင်တယောက်ကလူလူရဲ့ကျွန်တော်တော့ခံဆိုရယ်ပါဝါကြီးကြီးကြီးမားမားရှိတဲ့အတွက်ကြောင့်မို့သူ့ရဲ့ပြိုးသားခြင်းခေါင်းဆောင်တက္ကမသည်တိုင်းပြည်ကြောင်းလဲဖို့အများကြီးလိုဖြစ်ပေါ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာကျွန်တော်တို့စီစီလုံးလုံးနဲ့ခေါင်းဆောင်ခေါင်းလေးပေါ်ခဲ့တဲ့အချိန်မှာအင်ပါယာ၃ချိန်ဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒါပထမမြန်မာနိုင်ငံတော့ဖြစ်တဲ့နော် အနွယ်ထားမင်းဥဆောင်တဲ့ချိန်မှာကျွန်တော်တို့စီလုံးကြီးညွှန်ဆိုရတယ်ဒီမှာရဖြစ်ခဲ့တယ်နော်နောက်တစ်ခုကတောင်ဝခေတောင်ဝခေမှာလည်းဘုရင်တော်မင်းတရားကြီးလက်ထက်မှာစစီလုံးကြီးညာစွာနော်ယူရီးယားကမ္ဘောဒီးယားမှာယူသည်လေးစားသောဘုရင်တော်အနေနဲ့အင်ပါယာဖြစ်ခဲ့တယ်အဲ့တော့ဥအောင်တရားဖြစ်မှာအဲ့ရဒီမှာနိုင်ငံတော်အင်ပါယာကိုဖြစ်ခဲ့တယ်ဘုံကျောင်းစားဖြစ်မှာအင်ပါယာတော့မဟုတ်ပေမဲ့စီလုံးကြီးညွှန်ဆိုရတဲ့ဒီတော်စုကိုဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့ဒါတွေကကြည့်လိုက်ပြိုပွဲခဲ့ကြဟုတ်လားဘုရင်တော်အင်ပါယာလည်း ပြုတ်ခွဲရတာပဲတတိယမြန်မာနိုင်ငံတော်လည်းပြုတ်ခွဲရတာတတိယမြန်မာနိုင်ငံတော်လည်းပြုတ်ခွဲရတာပဲအခုဂျိုင်းနေနေပါပဲအဲ့တော့ကျွန်တော်တို့ကဒီခေါင်းဆောင်တွေကိုတဦးတယောက်တည်းရတယ်ဦးဆောင်တာမဟုတ်ပဲね generation like ဆောင်နိုင်တော့စမတ်ကြတော့ squad like ကြီး leadership skill ကိုပိုင်နိုင်တော့ခေါင်းဆောင်တွေဖြစ်ဖို့ထိပါကျွန်တော်တို့ကဒီ match နဲ့ကျွန်တော်တို့ဒီတိုက်ပွဲကြီးကိုကျွန်တော်တို့တိုက်ခဲ့တာပေါ့အဲ့တော့ဒီနေ့ဒီသင်တန်းပြီးွားတာဒီတိုက်ခဲ့မှုတဲ့တိုက်ပွဲတွေထဲမှာဒီဒီတိုက်ပွဲကကျွန်တော်ဟိုတော်တော် စင်စင်သာသာကျွတ်ကျွတ်သာသာနဲ့တိုက်ခဲ့တဲ့တိုက်ပွဲတစ်ပွဲဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဘုနော်ဒီတိုက်ပွဲကိုတိုက်ဖို့အတွက်ကျွန်တော်အားယူကျင်းစင်ရတာတွေမနှဲပါဘူးအဖြစ်လို့လေကျွန်တော်တို့စကားရှိတဲ့စကားကိုပြန်ကောက်လာလို့ရှိရင်ရဲဘော်တွေကဘယ်တော့မှမမားပါဘူးကောင်းကောင်းကောင်းနေရတာတေချာလည်းမပြမယ်အဲ့တော့ကျွန်တော်တို့တော်လရင်မှာ COC meeting နဲ့ COC meeting နဲ့ဆိုအနေနဲ့ရရကတော့အောင်နေတာပဲဒါပေမဲ့ COC ဒီကျွန်တော်တို့ရဲ့တပူကောင်းတို့ရဲ့သင်ခန်းစာထဲမှာကိုကဲမှုဆိုတဲ့သင်ခန်းစာကိုပြန်တွောရဲဥပဒေကိုမိမိကိုယ်နဲ့လိုက်နာသိခြင်းအားဖြင့်ကိုယ့်ရဲ့နေသားတွေကို လိုက်နာစိတ်တက်ရမယ်ဆိုတဲ့စကားတိုင်း COC ကိုမိကျင်လို့ရှင်လူကြီးတွေအနေနဲ့ကိုယ့်ကိုအရင်ဆုံး COC ဆိုတဲ့သဘောတရားကိုသိရလား new ဥပဒေကိုသိရလား new ဥပဒေရောရှိရလားကိုကိုယ်တိုင်ရောလိုက်နာကျင့်သုံးလားကျင့်သုံးစေခြင်းအဖြစ်ရဲဘော်တွေကိုလည်းလိုက်နာကျင့်သုံးစေလားဆိုတာကိုတုံ့တန်ရမယ်အဲ့ဒါကျွန်တော်တို့ရဲ့လိုအပ်ချက်ကိုကိုယ်လည်းရဲ့လိုအပ်ချက်ကိုဒီနေ့ဒီချိန်မှာကျွန်တော်တက်ဆွမ်းသလောက်ကျွန်တော်တက်ဖွဲ့တက်ဆွမ်းသလောက်ပြည်သူလူထုရဲ့အခွင့်အရေးနဲ့ပြည့်စည်နိုင်ခဲ့တဲ့အတွက်နော်ပါဝင်တဲ့တက်ဖွဲ့ဝင်တိုင်းကိုလည်း ကျေးဇူးတင်တယ်ကိုကိုယ်တိုင်အုတ်ချုပ်တဲ့အခါမှာလည်း COG စကားရဲဘော်ကိုပြောချင်လို့ရှိရင်ကျွန်တော်ထပ်ပြောလိုက်မယ်ဒီစနစ်ကိုဒီဥပဒေကိုကိုယ်တိုင်သိရှိနားလည်စေခြင်းအားဖြင့်ဒီမိကိုယ်တိုင်လိုက်နာပြီးငယ်သားများကိုလိုက်နာစေပါလို့အမှားကြိုင်းတယ်ညီတို့ချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်